ဟယ်လိုမင်္ဂလာခင်ဗျာကျွန်တော်ဒီနေ့ပြောပြသမယ်တော့ဒီ page အကြောင်းဖြစ်ပါတယ်ဒီ page က page quality အနေနဲ့ဖြစ်မှ subscriber page တစ်ခုဖြစ်ပါတယ်ဒီ page မှာ straight တစ်ချိန်တည်းမှာ page quality အနေနဲ့ဖြစ်မှ page noise combination ဆိုမျိုးဖြစ်သွားခဲ့တယ်ဒီ page noise combination အကြောင်းနဲ့ပတ်သက်ပြီးကျွန်တော် energy နဲ့ကျွန်တော်ရှင်းပြပေးမယ်အခုလိုမျိုး star ချက်ချက်ပြပြမှ your recommendation as suspended ဆိုတဲ့ဥစားကျွန်တော်ရဲ့ page rush english recruitment အပိုင်းကိုလုံးဝပိတ်ချလိုက်တယ်ဒီမှာတစ်ချက်ကြည့်မစီ your page is not eligible to suggest new people at the moment so ပြောတဲ့ဥစားတော့ဒီ page မှာတင်တဲ့ post content ရဲ့ဒီ page မှာရှိတဲ့ follower အနည်းပါးပဲရောက်တယ်ပြောမယ်ဆိုရင် follower 33ရှိရဆိုအဲ့33လောက်မှာ1000ဒါမှမဟုတ်900လောက်ပဲဒီ view ရောက်တယ် reach ရောက်တယ်ကျွန်တော်တို့ reach engagement အရင်ကြာတော့ခဲ့တယ်လူအသစ်စီကိုလုံးဝပိတ်ချလိုက်တဲ့အတွက်ကျွန်တော်တို့လူအသစ်တွေကမတိုးလာတော့တဲ့အတွက်ကြောင့်ဒီ page ကိုဘယ်လိုပြန်မှ re-activate လုပ်ဆောင်သွားရမလဲဆိုပြီးအားလုံးကျွန်တော်ပြောပြရှင်းပြပေးမယ်နောက်တစ်ခုကျတော့ဒီ page ကိုနာဘယ်လို post content တင်ခဲ့မိတဲ့အတွက်ကြောင့် strategy တင်ပြီး page quality အနေနဲ့ဖြစ်သွားခဲ့တယ်ဆိုမှသူရဲ့ page မှာကျွန်တော်အသေးစိတ်လုပ်ပြီးမှကျွန်တော်ပြောပြပေးမယ်ဒီ page ကဒီအလုပ်ခေါ်ဆောင်တဲ့ပတ်သက်ပြီးတင်တဲ့ဥစ္စာဖြစ်တဲ့ Japan တင်တဲ့အကြောင်းနဲ့ပတ်သက်ပြီး Japan ဒီ language နဲ့ပတ်သက်ပြီးတင်တဲ့အကြောင်းဖြစ်တဲ့အတွက်ကြောင့်သူတို့ကအလုပ်ခေါ်ဆောင်တဲ့ တ်သက်ပြီးတင်တဲ့ခါမှာအဲ့ဒီအလုတ်ခေါ်စာမှာဓာတ်ရိုက်ရေးပြီးသွားတဲ့ချိန်မှာသူတို့စာဒီလူကုန်ကူးမှုနဲ့တက်ဆိုင်တဲ့ဥစ္စာနဲ့ပတ်သက်ပြီးဖြစ်သွားခဲ့တဲ့အတွက်ကြောင့်မို့ဘိုင်လိုရှင်းဖြစ်မှာ straight ဒီချင်းဒီမှာ page quality အနေနဲ့ဖြစ်သွားခဲ့တဲ့အခြားအခြားသော error နဲ့ပတ်သက်ပြီးမှအများကြီးရှိပါတယ်အဲ့အတွက်ကျွန်တော်တစ်ချက်ဒီ page owner နဲ့ကျွန်တော်စကားပြောတဲ့ဥစ္စာကျွန်တော်တစ်ချက်ဖွင့်ပြပေးမှဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်ဒီမှာချက်လာမယ် ။ဒါကြတော့သူ့ကိုကျွန်တော်ရှောင်းရင်ဆောင်းနဲ့ပတ်သက်ပြီး PDF file လေးနဲ့အသေးစိတ်ကျွန်တော်တို့ရှင်းပြပေးတယ်။အကယ်လို့နောက်ခံတခြင်းပေရထည့်တဲ့ဆိုဘယ်လို download ဆွဲရမလဲ။အကယ်လို့ copy video လို့ edit တော့တဲ့ဆိုရင်ဘယ်လို edit ဘယ်လို edit လောက်ဆောင်သွားရမလဲ။ copy looking အောင်တက်ပုံနဲ့ပတ်သက်ပြီးမှလည်းဘယ်လို copy looking အောင် edit သွားရမလဲ။အားလုံးရှောင်းရင်ဆောင်းနဲ့ပတ်သက်ပြီး PDF file နဲ့အသေးစိတ်လုပ်ပြီးကျွန်တော်ပြပေးတယ်။ပြီးလို့ရှိရင် two page မှာထိနေတဲ့ strike လေးကိုကျွန်တော်အားလုံးဒီ page ဥနာပြပေးတယ်ဘာကြောင့်ဒီလိုဖြစ်တယ်ဘာကြောင့်အခုလိုမျိုး strike stray မိသွားခဲ့တယ်။ဘာကြောင့်အခုလိုအများကြီး stray ထိသွားခဲ့လဲဆိုရင်ဒီ page owner အားလုံးရှင်းပြပေးတဲ့အချိန်မှာဒီ page owner နားလဲသဘောပေါက်တယ်။ဒီဥစ္စာနဲ့ပတ်သက်ပြီးမှလည်းဒီ video ကြည့်တဲ့လူအားလုံးနားလဲသဘောပေါက်အောင်ကျွန်တော်ပြပြပေးမယ်။ဒီ page owner တင်တဲ့ depth ပုံနဲ့တချို့ depth ပုံတွေက page မှာတုံပြီးသွားတဲ့ depth ပုံ page မှာတင်ပြီးသွားတဲ့ depth ပုံနောက်တစ်ချိန်ပြန်သွားတင်တယ်။နောက်တစ်ချိန်ပြန်သွားတင်မှဆိုရင် reuse content ဖြစ်သွားခဲ့တဲ့အတွက်ကြောင့်အဲကြောင့် page က rich englishman page ရဲ့ rich အပိုင်းမှာ suspended ဖြစ်သွားခဲ့တဲ့အတွက်ကြောင့်အဲ့လိုမျိုး post content နဲ့ပတ်သက်ပြီးတင်လို့မရဘူးကို page မှာတစ်ချိန်တင်ပြီးတော့ဓာတ်ပုံနောက်တစ်ချိန်ပြန်တင်ချင်တယ်အကြောင်းရင်းအမျိုးမျိုးကြောင့် stock ပြန်သေးလို့ဒါမှမဟုတ်တင်တဲ့အကြောင်းနောက်တစ်ခုပြန်ဖွင့်ချင်လို့ပြန်တင်ချင်တယ်ဆိုရင်အဲ့ဓာတ်ပုံပြန်မှ edit လုပ်ပြီးတွားရမယ်ဒါမှမဟုတ်ဓာတ်ပုံ edit လုပ်ပြီးမှတုံးတွားရပါမယ်နောက်တစ်ခုကျတော့ စာသားနဲ့ပတ်သက်ပြီးတခါတလေကြောက်လို့ရှိရင်ကျွန်တော်ဒီပထမသင်ပြီးတော့စာသားပဲဒီလိုမျိုး copy ကူးပြီးမှနောက်ကျင်ကျွန်တော်တို့ပြန်မ post တင်တဲ့ခါမှာဒီစာအုပ်ပဲ copy ကူးပြီးပြန် paste လုပ်ပြီးတင်တော့ခဲ့မှာဆိုရင်စာသားနဲ့ပတ်သက်ပြီးမှလည်း reuse content ဖြစ်တဲ့အတွက်ကျွန်တော်အဲ့လိုမျိုးလုပ်ပြီးတော်လို့မြောက်အကယ်လို့ကျွန်တော်တို့က post တင်တဲ့အခေါက်တိုင်းစာသားတွေကိုထက်ခါတလဲလဲရေးပြီးထည့်တော့ရတယ်ဆိုရင်ကျွန်တော်ဖုန်းမှာ notepad ဆိုတာရှိရပါတော့ဒီလိုမျိုးလေး ဒီလိုမျိုး notepad ထဲမှာကိုကိုတိုင်ရေးပြီးမှ save လုပ်ထားပါကိုကိုတိုင်ရေးပြီး save လုပ်ထားတဲ့စာသားတွေကို page မှာ post တင်တဲ့အခါတိုင်းထက်ကတလဲလဲ copy ကူးပြီးမှတင်တော်လို့ရပါတယ်နောက်တစ်ခုကျတော့ဒီ page ဝင်တဲ့ video တင်တဲ့အခါမှာကိုပိုင် video မဟုတ်ဘဲနဲ့အခြား social media video တွေ download ဆွဲပြီးမှအခြား whatsapp ကဲ video download ဆွဲပြီးမှတင်တယ်တခြား edit မလုပ်ဘဲတင်တဲ့အတွက်ကြောင့် video ကြောင့် copyright လာတဲ့ rich instrument ကြတယ်နောက်တစ်ခုကျတော့ဒီ page owner တစ်ခါလေးကျတော့ကိုပိုင်ဗီဒီယိုလုတ်ပြီးတင်တယ်အဲ့ဒီကိုပိုင်ဗီဒီယိုလုတ်ပြီးတင်တဲ့အခါမှာ error ခင်းတယ်ဒါပေမဲ့နောက်ခံတခြင်းက YouTube channel က down ောင်းလောက်ဆွဲပြီးမှထည့်သွားခဲ့တဲ့အတွက်ကြောင့်အဲ့ဒီနောက်ခံတဆင်းတဆင်း2 pitch မှာအခုလိုမျိုးဒီမှာ ကျွန်တော်ပြန်ပြန်အခုလိုမျိုးအတန်မှာ corporate ဖြစ်ပြီးသွားခဲ့တဲ့အတွက်ကြောင့်မို့အဲ့ဒီဥစ္စာနဲ့ပတ်သက်ပြီးတင်သွားလို့မရပါဘူးကျွန်တော်တို့နောက်ခံတခြင်းမထက်ပင်နဲ့ကိုကိုတိုင်ဗီဒီယိုဖန်တီးပြီးတင်မယ်နောက်ခံတခြင်းကိုလုံးဝပိတ်ပြီးမှ sign in လုပ်ပြီးမှနောက်ကစကားပြောပြီးသွားမယ်ဆိုရင် page က performance ပို့ပြီးမှကောင်းပါတယ်အကယ်လို့ကျွန်တော်တို့ရဲ့ဗီဒီယိုမှာပို့ပြီး increase ဖြစ်အောင်ပို့ပြီးကြည့်လို့ကောင်းအောင်ကျွန်တော်တို့ကနောက်ခံတခြင်းထည့်ချင်တယ်ဆိုရင်ဘယ်ရထည့်သွားရမှာဆိုကျွန်တော်တခါတည်းပြပေးလိုက်ပါမယ်အဲ့တော့ကျွန်တော် business switch ကိုကျွန်တော်တစ်ချက်ဖွင့်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီအောက်ဆုံးကဒီ tool ဒီ all tool ဆိုတော့ဆိုကျွန်တော်တစ်ချက်ပြန်မှထောက်သွားလိုက်ပါမယ်ထောက်သွားပြီးစေကျွန်တော်ဒီမှာ sound collection ဆိုပြီးရှိရကျွန်တော်ဒီဥစ္စာတစ်ချက်နှိပ်ပြီးသွားမယ်ဒါကြတော့ဖုန်းနဲ့လည်းအလွယ်တကူလောက်ဆောင်တော့လိုက်ရတယ်ဖုန်းနဲ့ဆိုရင် Chrome browser ထဲမှာ login ဝင်ပြီးမှကျွန်တော်ဒီ business switch ကိုတစ်ချက်လာပြီးမှကျွန်တော်အခုနပြတဲ့အတိုင်း all two လို့တစ်ချက်နှိပ်မှ sound collection တစ်ချက်နှိပ်ပြီးသွားမယ်ကျွန်တော်ဒီမှာဆိုတစ်ချက်နှိပ်အများကြီးရှိရဒီမှာဆိုရင်ထောင်ပေါင်းသိန်းနဲ့ရှိပြီးရှိတယ်ကိုကြိုက်တဲ့တစ်ချက်ကိုကို download ဆိုပြီးတော့ပါအတန်ပါတာလိုချင်လားယောက်ျားလေးမင်းကလေးလိုချင်လားဒါမှမဟုတ် bis အတန်ပဲလိုချင်လားဘာအတန်လိုချင်လဲကိုကိုကိုဒီကနေ့ download ဆိုပြီးမှကျွန်တော် တို့ရဲ့ဗီဒီယိုမှာထည့်ပေးသားမယ်ဆိုရင် copyright 100% look in နဲ့တချို့ကြတော့ YouTube channel မှာ no copyright song ကို download ဆိုပြီး page မှာလာတင်တဲ့ခါမှာအဲ့ဒီ no copyright song က YouTube channel အတွက်ဖြစ်ပါတယ် page အတွက်လုံးဝမဖြစ်ပါခင်ဗျ page အတွက် page မှာတည်တံ့ရှိပါတယ်ခင်ဗျာနော် နောက်တစ်ခုကျတော့ဒီ page owner မသိနားမလဲဘယ်နဲ့သူ page မှာတင်ထားတဲ့ post content ကိုသူကိုယ်တိုင်အခြား group မှာ tag ခတလဲလဲ share လုပ်ပြီးသွားတယ်။အဲ့လိုမျိုး tag ခတလဲလဲ share လုပ်ပြီးသွားမှဆိုရင် page ရဲ့ rich english ပိုင်းမှာ original rich english မှာပြောက်သွားခဲ့မှာ page က sharing အကျင့်ပါတော့ခဲ့မှာ page rich english မှာပိတ်သွားခဲ့မှာကြာလို့ရှိရင် page ကဒီ health checkup မှာပြော့သွားခဲ့တယ်ပြောမှဆိုရင်နည်းနည်းလေး error တက်တယ်နဲ့ page quality အနေအထားဖြစ်ခဲ့တဲ့ page flat ဖြစ်သွားခဲ့တာ page မှာ post နဲ့အပိုင်းဘာညာပိတ်သွားခဲ့တဲ့ဖြစ်တဲ့အတွက်ကြောင့်မို့ else နဲ့ပတ်သက်ပြီးလုံးဝလုံဆောင်တော်လို့မရ ရပါဘူးလောလောဆယ်တော့ဒီ page ကကျွန်တော်ကို service like ထားတဲ့ဒီနေ့ဆိုတရက်နေ့ရှိတော့ခဲ့တဲ့အတွက်ကြောင့်ဒီ page မှာဖြစ်နေတဲ့အမားတွေတော့ကျွန်တော်အားလုံးဖယ်ရှားပြီးပြီးအတွက်ကြောင့်နောက်ထပ် ठी မထီဆိုကျွန်တော်တစ်ချက်ကြည့်လိုက်ပါမယ်အဲ့အတွက် sport in box ဆိုတစ်ချက်သွားမယ်ပြီးကျွန်တော် you are alert တစ်ချက်သွားမယ်ဆိုကျွန်တော်ဒီမှာတစ်ချက်ကြည့်မစင် copyright ထိထားတဲ့ content နဲ့ပတ်သက်ပြီးကျွန်တော်အားလုံးဖြစ်ထားတယ်ပထမဆုံးကဒီ page မှာဒီမှာတစ်ချက်ကြည့်မယ် strike ဒီအများကြီးအခု30လောက်ရှိတဲ့ဥစ္စာကျွန်တော်ဖက်ကနေအားလုံးကျွန်တော်ဖြတ်ပြီးထားတဲ့အတွက်ကြောင့်မို့ပြီးလို့ရှိရင်ဒီ page မှာ ဖြစ်လာမဲ့ error တိမဲ့ content မျိုးတွေနောက်ခံတချင်းထည့်ပြီးတင်ထားတဲ့ video ကိုကျွန်တော်အားလုံးဖြတ်ထားပေးတဲ့အတွက်ကြောင့်မို့ဒီ page က part 2 video မှာ request တွေပြုတင်ပေးတော့ပါမယ်လောလောဆယ်မှာတော့ဒီ page မှာအခုလိုမျိုးဖြတ်လို့ပြီးတော့ခဲ့ပြီးဆိုရင်ဒီ page မှာ original content genuine content လေးတွေ3 4 5ရက်စတိုက်တင်ပြီးတော့ရမယ်စတိုက်တင်ပြီးတော့ခဲ့ပြီးဆိုရင် page က AI packet detect လုပ်တဲ့ချိန်မှာဒီ page ကအားလုံး clear ဖြစ်တော့ခဲ့တဲ့အားလုံးက original content genuine content မရှိရဆိုရင်အဲ့ဒါမှကျွန်တော်တို့ဒီ page ကိုပြန်မှတေချာလေးပြန်မှ request တွေပြုတင်တော့ရမယ် affiliate တင်တော့ မယ့်အတွက်ကြောင့်မို့ part 2 video မှာဘယ်လို request တွေပြုတင်ပြီးတွားရမလဲဆိုပြီးဒီ video မှာနောက်တစ်ခု video မှာကျွန်တော်အားလုံးပြောပြရှင်းပြပေးမယ်ဖြစ်ပါတယ်ပြီးလို့ရှိရင်ဒီ straight ထိတဲ့ဥစ္စာလဲဘယ်လို remote လုပ်ပြီးတွားရမလဲ straight ထိတဲ့ဥစ္စာဘယ်လို affiliate တင်ပြီးတွားရမလဲဆိုပြီးနောက်တစ်ခု video မှာကျွန်တော်ပြောပြရှင်းပြပေးမယ်ဒီ page not recommendation ကိုတော့ကျွန်တော်အခုလိုမျိုး setting setup ချိန်ထားတဲ့အားလုံးလောက်ဆောင်တွားခဲ့တဲ့ဆိုဒီဥစ္စာဒီအချင်းအနေနဲ့စောင့်ပေးလိုက်အလိုလိုနေပြောက်သွားခဲ့ပါမယ် Dios a star ပြတော့ခဲ့မှာဒီ suspended ပြတော့ခဲ့မှာ you are recommendation are right ဖြစ်သွားခဲ့တယ်ဆိုလို့ရှိရင်တော့ကျွန်တော် page မှာတင်လိုက်တဲ့ post content ကကျွန်တော် page မှာ follower တသိန်းရှိရဆိုရင်အဲ့ဒီတသိန်းအားလုံးရှိကို notification ရောက်စေတယ်ပြီးလို့ရှိရင်ဒီ page နဲ့ follower မဖြစ်သေးတဲ့အခြားလူတွေကိုလည်း Facebook က automatic suggest ပို့ပေးတဲ့အတွက်ကြောင့်မို့ follower အသစ်တွေတိုးပြီးလာမယ် reach engagement အသစ်တွေတိုးပြီးလာမယ်အတွက်ကြောင့်မို့ customer အသစ်တွေတိုးပြီးလာမယ်အတွက်ကြောင့် page က performance ပို့ပြီးကောင်းမယ်အကယ်လို့ page က zero နဲ့ page ဆိုလည်းအယောင်ွယ်ပို့ပြီးကောင်းမယ်အကယ်လို့ page က content moderation က နဲ့ video အရှိကန်းနဲ့ add and rate ကနဲ့ဝင်ငွေရှာတဲ့လူဆိုရင်လည်း RPM တွေတိုးပြီးမှ view တက်ပြီးမှပို့ပြီးမှဝင်ငွေလေးတွေတိုးပွားလာမှဖြစ်ပါတယ်ခင်ဗျာဒီနေ့ဒီဘလွန်ဒီလောက်ပဲအားလုံးကျွန်တော် sys တင်တယ်အကယ်လို့လူချင်းမင်းတို့ page မှာလည်းအခုလိုတိုင်း page quality အနေနဲ့အဝါရော profile အနေနဲ့အဝါရောဒါမှမဟုတ် monetization အပိုင်းမှာ registry ပါညာဖြစ်နေဆိုရင်လည်းကျွန်တော်ရှိကို service ပေးဖို့နိုင်ပါတယ်ခင်ဗျာနော်ဒီနေ့ဒီဘလွန်ဒီလောက်ပဲအားလုံးကျွန်တော် sys တင်ပါတယ်ဒီ page ကိုကျွန်တော်တစ်ချက်တော့ကြည့်လိုက်ပါမယ်သူရဲ့ ဒီ moderation အပိုင်းမှာအခြေအနေဘယ်လိုရှိလဲဆိုမှပေါ့နော်အဲ့တော့ကျွန်တော် moderation တစ်ချက်ရှာလိုက်မယ်ဒီမှာကျွန်တော်ဒီ awesome moderation ရှိတဲ့ video ဆက်တစ်ချက်ထောက်သွားကြည့်မယ်အကယ်လို့ moderation အပိုင်းမှာအဆင်ပြေတယ်ဆိုရင်ဒီ page owner တစ်ခါတည်းပြောမှ moderation ပါ냐 setup moderation ပါ냐 setup လုပ်ပြီးသွားပေးပါမယ်ဒီမှာတစ်ချက်ကြည့်မှဆိုရင် moderation မှာဆိုရင်တော့ဘာမှ error မရှိအားလုံးကောင်းတယ်အဲ့တော့ကျွန်တော်ဒီ view detail တစ်ချက်နှိပ်ပြီးသွားမယ်ဆိုလို့ရှိရင်တော့ အဲသူစဘာမှတော့မပြသေးဘူးခင်ဗျာနော်ဒါ update တစ်ခုစောင့်နိုင်မယ်ဆိုလို့ရှိရင်တော့ update မှာသူကဒီဒီမှာပြန်မှာ reveal လုပ်ပြီးလာမယ်အဲ့ချိန်မှာကျွန်တော်တို့က content moderation setup policy content moderation money ရှောက်ပြီးမှဝင်ငွေရှာတော့လိုက်ရတယ် content moderation ကျတော့ all in one moderation tool ဖြစ်တယ်အကယ်လို့ add and reel ဒါမှမဟုတ် bonus program ဒါမှမဟုတ် string editors အားလုံးတစ်ခုတည်းပေါင်းထားတဲ့အတွက်ကြောင့်မို့တစ်ခုတည်းကို moderation ရှောက်လိုက်မယ်ဆိုရင်အားလုံးကနေဝင်ငွေရမှာဖြစ်ပါတယ်ခင်ဗျာနော်ဒီ page နဲ့ profile နဲ့အတချက်အနေချက်တော့ရှိတယ်အဲ့ဒီအတွက်နဲ့ပတ်သက်ပြီး moderation အတွက် တည်တဲ့နောက်ခုဗီဒီယိုမှာကျွန်တော်ပြပြပြမယ်ဒီဗီဒီယိုဒီလောက်ပဲအားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်မသိနားမလားရှင်းလို့ရှိရင်လည်းကျွန်တော်ပြန်မေးနိုင်ပါတယ်အားလုံးကျွန်တော်ကျေးဇူးပါ